အေးချမ်းမောင်နဲ့မဟုတ်တဲ့အခြေအခြေအနေကိုခြားပြမဲ့မေးမြန်းမှုပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မစ်နောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေသိကျင်နေကြတဲ့သူမရဲ့အခြေအခြေအနေကိုပရိသတ်တွေသိအောင်ပွင့်လင်းစွာပြောပြလာသူကတော့တရုတ်ဆောင်မေးမြန်းမှုပါမြေမြမက MRTV4 မင်းသမီးတွေအားလုံးထဲမှာအအောင်မြင်ဆုံးနဲ့ပထမဆုံးအကယ်ဒမီစုကြီးကိုတင်ပရရှိထားတဲ့မင်းသမီးအဖြစ်လဲစံချိန်တင်ထားခဲ့သူဖြစ်ပါတယ်။ဒါကလည်းမြေမြမကဘလို့ဇက်ရုံမျိုးမှမဆိုအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပြီးရော ဘလို့ဇက်ကောင်မျိုးနဲ့မဆိုပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိအောင်စွမ်းဆောင်နိုင်တဲ့တရုပ်ဆောင်မင်းသမီးလေးဖြစ်ပါတယ်။မင်းမြမကအနည်းပညာပိုင်းမှာဒါမကပါဘူး။စီးပွားရေးအနေနဲ့ဆိုရင်လေကိုပိုင်ဟိုတယ်ကြီးတွေကိုပါတိစောက်ထားခဲ့ပြီးတော့အရန်ကိုအောင်မြင်ကြောကြားတဲ့တထင်းမကြီးဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။တရုတ်ဆောင်မင်းမြတ်ကဒီလိုမျိုးအဖက်ဖက်ကနေပြေးပြေးဆောင်နေတဲ့သူမရဲ့အခြေအနေတွေကြောင့်သူမအနေနဲ့အိမ်ထောင်ဘက်လက်တွဲပေါ်ကိုလည်းစဉ်းစားပြီးတော့ရွေးချယ်သွားတော့မယ့်အကြောင်းအသိပေးလာခဲ့ပါတယ်။ တချို့တွေကမင်းသမီးမင်းမျိုးကမင်းသားအေးချမ်းမောင်နဲ့စစ်သူတွေဖြစ်နေကြပြီဆိုပြီးတော့ထင်ကျေးပေးမှုတွေရှိပါတယ်။ဒါကလည်းသူတို့နှစ်ယောက်စလုံးကအရင်လိုက်ဖက်လွန်တယ်လို့ဇက်ကားတွေမှာလည်းအတူတကွာတရုတ်ဆောင်ရမယ့်ချိန်မှာတကယ့်ကိုအသက်ဝင်ပြည်ပြင်းအောင်တရုတ်ဆောင်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။အရက်ဆက်စုံအနံ့ရုပ်ရှင်ဇက်ကားမှာဆိုရင်နှစ်ယောက်သားအနံ့အစ်စ်တွေနဲ့ဖလှယ်ခဲ့ကြတာပါ။ ဒါကြောင့်သူတို့အနေနဲ့အပြင်လောကမှာလည်းအမှန်တကယ်ကိုချစ်သူတွေဖြစ်နေကြပြီဆိုပြီးသတင်းတွေကအများအပြားပြန့်နှံ့နေရဖြစ်ပါတယ်။ဒီသတင်းကအရန်ကိုပြန့်နှံ့နေပြီးတော့ထိန်းလို့မရနိုင်တော့တာကြောင့်မင်းမျက်မှောက်ကိုယ်တိုင်ကပြန်လဲဖြေရှင်းလာခဲ့ရတာပါ။သူမအနေနဲ့အေဂျင့်မောင်နဲ့အမှန်တကယ်တွဲနေရဆိုရင်လေတွဲရင်တွဲတဲ့အကြောင်းမတွဲရင်မတွဲဘူးဆိုတဲ့အကြောင်းတွေကိုပုံမှန်လေးလေးနဲ့ပရိသတ်တွေကိုအသိပေးသွားမှာလို့ဆိုပါတယ်။ဒါအပြင်တချို့ကလည်းမင်းမြို့ကခရိုနီထိတ်တန်းတထေးကြီးတအူးနဲ့ချက်ကြိုက်နေရဆိုတဲ့သတင်းတွေ ကြားသိရပါတယ်။ဒါပေမဲ့မေမြင့်မို့ကတော့အခုလက်ရှိအချိန်မှာသူမရဲ့အခြေအနေပတ်သက်ပြီးတော့သတင်းအမှားတွေကိုပြတ်သားစွာညှင်းဆိုခဲ့ပါတယ်။ကောလာဟလာရီတရင်အမားတွေကိုလုံးဝမယုံကြည်ပဲသူမရဲ့ပါဇက်ကတရားဝင်ဖွင့်ဟဝန်ခံတဲ့ကိစ္စကိုပဲယုံကြည်ပေးထားဖို့အတွက်ပြည်သက်တွေကိုတောင်းဆိုခဲ့ပါတယ်အနုပညာရှင်တွေမှလည်းချစ်ခင်အားပေးတဲ့သူတွေရှိသလိုမနာလိုမုန်းတီးစားတဲ့သူတွေရှိပါတယ်ဒါကြောင့်တရင်အမားတွေရှောက်ပြန့်ပြီးတော့မုန်းတီးတဲ့သူတွေကပို့ပြီးတော့တိုးမလာစေချင်တာကြောင့်အခုလိုရှင်းပြခဲ့ရပါတယ် ူမရဲ့ချစ်သူကိုတော့တိတ်မကြခင်မှာပဲပြည်သက်တွေသိအောင်လို့တရားဝင်ချပြသွားမှာပါ။လက်ရှိမှာထင်နေကြသလိုမျိုးမင်းသားအေးချမ်းမောင်နဲ့အခြေရေးသတင်းကလည်းသတင်းအမှားတွေသာဖြစ်ပြီးတော့ဒါရီကိုပုံကြီးချိတ်ပြီးရှောင်မပြောကြဖို့အတိပေးလာခဲ့ပါတယ်။အေးချမ်းမောင်ကလည်းလက်ရှိမှာဆိုရင်လူကြိုက်များပြီးတော့နာမည်ကြီးနေတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ဒါကြောင့်မလို့အသက်သတင်းအမှားတွေနဲ့မနာလိုမုန်တရားတွေကိုမခံချင်တာကြောင့်ပြက်သားစွာပြောခဲ့ပါတယ်။ ဒီလိုပြောလာတဲ့အခါမှာတော့မင်းသမီးမင်းမြင့်မို့ရဲ့အချစ်ကိုရရှိပိုင်ဆိုင်သွားတဲ့အကံကောင်းတဲ့သူကဘယ်သူများဖြစ်မလဲဆိုပြီးတော့အားလုံးကစိတ်ဝင်စားခဲ့ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောမကြခင်မှာပဲခြားပြလာတော့မယ်ဆိုတဲ့မင်းမြင့်မို့ရဲ့ချစ်သူရေးစားလက်တွဲဘော်ကဘယ်သူများဖြစ်မယ်လို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။